။နဘာကနောက်ဆုတ်ကဒေါ်လှိုင်းနဲ့ပတ်သက်တဲ့ဥစ္စာပေါ့။ဒေါ်လှိုင်းလို့ပြောတဲ့အခါမှာเนาะကျွန်တော်အချက်ငါးချက်နဲ့ကျွန်တော်ထပ်ပြီးတော့ပြောချင်တယ်။နဘာတဲ့အချက်ကတော့ကျွန်တော်ဘာကြောက်ဒေါ်လှာနေရတလဲဆိုတာကို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 အရာကိုသိစေချင်တယ်။တိပိတာတော့ဖြစ်မှာပေါ့။ကျွန်တော်အနေနဲ့ကတော့အချက်ငါးချက်နဲ့ဒေါ်လှိုင်းကိုလုပ်တာဖြစ်တယ်။နဘာတီကဖက်ဒရယ်ဒီမိုကရေစီရရှိရေးအဲ့ဒါအတွက်ကိုကျွန်တော်တို့လာရေးလောက်တာဖြစ်တယ် ဘာဖြစ်လို့လဲဆိုရင်မြန်မာနိုင်ငံမှာ Federal Democracy နိုင်ငံဖြစ်နေတည်ဆောက်ဖို့ရအတွက်ဘီလိုစာချုပ်ကိုချုပ်နာဖြစ်နေတကယ်ဆိုရင်နော်ဒီမှာဆ ्याम တ်ဒိုလျန်တို့ထိုင်နေသူတို့ကဆိုရတော့ဒီချီပင်းထဲမှာပထမကဘာရှိတော့ကလူတထောင်ကျော်အနောက်နိုင်ငံကိုလာပြီးမှပထမကဘာစစ်1930ကမှပါဝင်ခဲ့တယ်သူမိဘတွေဖက်ကားလည်းပါဝင်ခဲ့တယ် 那，对了之后，比马马泰阿佩巴，拉库蒂佩亚，都沙欧耶的，都沙欧耶，比图罗，全都沙欧佩的。哎，沙欧马西加，特陶，都什都亚西加，哎，西皮尼加那边嘛，北马格巴西嘛，皮蒂古托阿凯纳，那，皮蒂古托阿凯纳，那，比较起来嘛，费德拉民主西耶加，马马皮波，西皮尼。 ဒီဒီကျွန်တော်ဒီဇိုမီဖက်ကနေပြမှာအဓိကနော်ဒီဒေါ်လာရေးကိုပြောမယ်ဆိုပထမကဘာစစ်မှတော့မှကျွန်တော်ကဒေါ်လာရေးကိုလိုလာခဲ့တဲ့လူမျိုးတွေဖြစ်နေတဖက်ကပြောမှာဆိုအခုကဘလို့ဖြစ်နေတယ်ဆိုရင်ဘီလိုစာချုပ်တာအကောက်ထက်ပေါ်ခဲ့လေကိုကကျမကိုဖာတီရေးတာအကောက်ထက်ပေါ်ခဲ့လေ မြန်မာနိုင်ငံတွေကပါမှာအခြားသာစုံနိုင်ငံဖြစ်တာကြာလှပြီတကယ်ပြောတာနော်ဖြစ်တာကြာကိုကြာလှပြီမယုံမရှိနဲ့နော်အဲ့ဒီပီလိုစာချုပ်အကောင့်ထဲပေါ်တာတွေပါလေမြန်မာနိုင်ငံလွန်လာရေးရပြီနဲ့ချိန်မှတော့မှစင်ကာပူကလာသေးတယ်ကျွန်တော်စင်ကာပူကိုတွေ့တယ်စင်ကာပူရဲ့လားတွေမှာမြန်မာနိုင်ငံရဲ့မြို့ရီမြို့ရီရဲ့နာမည်ကိုမျှတာကျွန်တော်တွေ့တယ်စင်ကာပူကကျွန်တော်ရဲ့မိတ်ဆွေကြီးတွေကိုကျွန်တော်မေ့ကြည့်တော့ဘာဖြစ်လို့ မြန်မာနိုင်ငံရဲ့မြို့တွေကိုခင်ဗျားတို့စင်ကာပူမှာလာမာမင်းနဲ့မြှားထားတယ်လို့မေ့တော့မြန်မာနိုင်ငံလိုဖြီးချီလို့အားကြီးလို့တဲ့။နောက်စစ်စမ်းကြည့်ပေါ့။ဆိုတော့ပြောချင်တာကမြန်မာနိုင်ငံဟာတကယ်သားဆိုတော့ Rice Ball of Asia လို့ခေါ်တဲ့အာရှတိုက်ဣထမီအုပ်ဆိုမှလူကြတိခက်တာ။ပြောချင်တာကတော့အာရှတိုက်တစ်ခုလို့ကိုထမီကျွေးခဲ့တဲ့နိုင်ငံဖြစ်နေတယ်။ အခုခါဆိုရတော့ဘာဘတူချောက်ဘာချောက်မြန်မာနိုင်ငံဟာအစီရဆုပ်နိုင်ငံဖြစ်သွားတယ်လက်ခါတလားမခါရဘူးအဲ့ဒါလည်းမခါရဘူးအဲ့ဒါကိုလေဘတ်တားထားပြီလေအခုကဘလုံးနဲ့အချာတာဆိုးနိုင်ငံကနေပြမှာပါလေအစီရဆုပ်စီချက်ကိုတွေးတယ်ဘတူလေဒီအချာဖက်စီအနာစီရကြောင့်မဟုတ်ဘူးလားစီအနာစီအမိပြချိန်မိုးရင် အဲ့ဒါပဲနည်းနည်းအော်တာနည်း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 တယ်နော်အဲ့ဒါကြောက်ချိန်မို့ရမှာဒီလိုနေမချိန်မို့မရဘူးစီအနာစီစနစ်အမေပြချိန်မို့ရိတ်ဆိုတာအဲ့ဒါပဲသူတို့ကမချိန်မို့မချိန်ဖက်ဒရယ်ဒီမိုကရေစီပဲတော့မရမှာမဟုတ်ဘူးဒါတော့သိချာတာဒါကြောင့်မလို့ဖက်ဒရယ်ဒီမိုကရေစီရရှိဆိုတာကဘာလဲကိုကာချမကိုပါတီရေးပြောချင်တာတစ်ဖက်ကပြောမယ်ဆိုရင် ချင်းတွေကချင်းတွေကကျွန်မကိုဖာတိရမယ်လေဘလို့နဲ့မအားလားနဲ့အဖွဲကချင်းပင်နေတဲ့ကကျွန်မကိုလာဖာတိလို့ရသလားမရဘူးလေကျွန်တော်နာမည်လည်းမသိဘူးကျွန်တော်ရွာလည်းမသိဘူးကျွန်တော်ဘယ်မှာအာမသိဘူးကျွန်တော်တို့အချောက်ကိုဘာတကိုးမှမသိတဲ့လူတွေကလာပြီးမှကျွန်တော်ပညာရေးကကျွန်မကိုလာဖာတိတဲ့ကျွန်တော်တို့ကျမရေးကကျွန်မကိုလာဖာတိတဲ့ကျွန်တော်စီးပွားရေးကကျွန်မကိုလာဖာတိတဲ့ဘလို့အလုပ်ဖြစ်မလဲဒါက common sense ပဲ ဒါကြောင့်မလို့ဒေါ်လှိုင်းကိုလို့တဲ့အခါမှာဒီ Federal Democracy စနစ်ဒီဆောက်ရကတော့ရေးတနပတ်တဲ့အာနာစီစနစ်ကနေပြမပါလဲ Federal Democracy စနစ်ကိုဒီဆောက်မှာပြအာနာစီစနစ်မြပြချေမို့ရေးကပါလဲ Federal Democracy ဒီဆောက်ရပဲဆိုဒေါ်လှိုင်းလို့ဒါပါချောက်လဲဆိုရင်တော့ Federal Democracy စနစ်ဒီဆောက်ရေးကျွန်တော်အော်ကြည့်ပြမခင်ရတော့တော့အရေးလို့ ပြအော်မရမယ်နော်ဒါလည်းမအော်ဘူးဆိုရင်တိတ်မချိန်တော့ဘူးကျွန်တော်ပြောတာ Federal Democracy စနစ်တည်ဆောက်ရေးဟုတ်တယ်ဟုတ်ပဲဒါတို့ရေးပဲအရေးကြီးဆုံးကဒါပဲ Federal Democracy စနစ်မတည်ဆောက်နိုင်ဘူးမြန်မာနိုင်ငံကနိုင်ငံသားရှိမှာမဟုတ်တော့ဘူးမြန်မာနိုင်ငံတစ်ခုလောက်ကတရုတ်တော်ယူသွားလို့ရတယ်နော်ဒါမမယုံမရှိနဲ့ ဖက်ဒရယ်ဒီမိုကရေစီတာမတည်ဆောက်နိုင်ဘူးဆိုမြန်မာနိုင်ငံစီတောင်မှဆီလို့ရမှာမဟုတ်တော့ဒါနဘာတီအချက်ပေါ်တော့လာရလို့တာနဘာနေကတော့ဘာလဲဆိုရင်စီအာနာစီစနီအမိပြချိန်မိုးရိအဲ့ဒါပဲအမိပြချိန်မိုးရိဆိုတာကတပတ်ကပြောမယ်ဆိုရင်စစ်သားကိုစစ်သားဆိုတာကိုပြည်သူလူထုအောက်မှာထားရမယ်ဆိုတာပါပဲနိုင်ငံတိုင်းမှာစစ်သားရှိတယ်လေဟုတ်လား စစ်သားရှိတယ်အခုမြန်မာနိုင်ငံမှာမှားနေတာကစစ်သားဆိုတာရှိကပါလဲပြည်သူလူထုအပေါ်မှာရှိပြီးမှ professional မဟုတ်ပဲနဲ့စစ်သားဆိုတာက armed forces ကနောက်ဆုံးကြရတော့ပါလဲဟို criminal gang ဖြစ်သွားတယ်လူသားဓမ္မဖြစ်သွားလူသားအဖွဲ့အစည်းဖြစ်သွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာဒီတော်လှန်ရေးကိုလုပ်တာဟာ all armed forces under civilian control အဲ့ဒါအတွက်လုပ်တာဖြစ်နေတယ် လက်နဲ့ကန်အဖွဲရှိအားလို့ကိုပါလဲလူထုရဲ့ထိချုံမှုအောက်မှာထားရမယ်ဆိုတာပဲလက်နဲ့ကန်အဖွဲရှိကလူထုအပေါ်မှာရှိပြီဆိုတော့မှားကုန်မှာပဲဒါကြောင့်မလို့နပနဲ့ကျွန်တော်တော်လှိုင်လို့ရတာဟာမြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပြည်နယ်နဲ့တိုက်တိတိမှရှိတဲ့လက်နဲ့ကန်အဖွဲရှိအားလို့ကတနေကြရတော့ဘာတူလဲဒီမိုကရေစီနည်းနဲ့ရွေးကောက်တည်မြှောက်ထားတဲ့အစိုးရအောက်မှာရှိရမယ် အဲ့ဒါမရှိဘူးဆိုတော့ Federal Democracy နိုင်ငံမရှိဘူးအဲ့လိုဖြစ်နေတယ်။တစ်ချိန်ထဲမှာပြင်းသူတို့ကျွလွန်ထားတဲ့ဇာဇွေးမှုအလို့အတွက်ကိုဘာလဲတာဝန်ခံမှုတာဝယုံမှုတရားမျှတမှုရှိစေရမယ်။ဥပမာအခုချစ်ပင်နယ်မှာထာတလာမျိုးပြောင်းသွားပြန်။နော်အခုဆိုတော့လူငါငါ6000ကျော်သူတို့တက်လိုက်နေ။အခုဖျားเจ้าစာတိเจ้าပေါ့နော်ဖုန်ကြီးเจ้าလူနေ ီတူစီစီဥစ္စာနော်တတိကျော်တို့ဖြစ်စီလိုက်တယ်။နိုင်ငံတော်တိုင်ပီကာပိုကိုတော့အောက်ဆောက်ရှိပါဝင်တမနာဦးဝင်းမြင့်အပါဝင်အခုဆိုရတော့2000ကျော်မတရားဖဆီတယ်။နော်မြန်မာပြည်သူလူထုကိုအခုဆိုရတော့4000ကျော်အိုးမဲအိမ်မဲကိုအေကိုရွာမှာကွာအိုးမဲအိမ်မဲဖျောက်လုလိုက်တယ်သူတို့ကဖျက်စီပြီမှာလေးသားကျော်နော်တင်းနေဆိုလေးတေး၄၀ကျော် အခုဆိုရင်တော့သူတို့ရဲဆဲချချိုးချစ်ကြောင်းမြန်မာပြည်သူလူထုစေကိုဒါတမကိုကငါမောခေါပါချင်းနဲ့ယူဆိုင်နေရပဲ။နော်သမီးကိုတနေ့နှစ်ကြိမ်မဆနိုင်ဘူး။အဲ့ဒီပဲ။အဲ့လိုဘဝမျိုးကိုရောက်ရှိတော့ပါတီတဲ့လူတွေကကျွန်တော်တရားမျှတရေးစိတ်ကိုယူလာရမှာဖြစ်နေ။တရားမျှတရေးစိတ်မှောက်မှာကျွန်တော်ယူလာရမှာဖြစ်နေ။တရားမျှတရေးကို deliver လုပ်ရမှာဖြစ်နေ။ အရာကနဘတ်၁နဲ့နှစ်ပေါ့နဘတ်တုတ်ကပါလဲဆိုရင်တော်လှန်ရေးလုပ်နေတာဟာဘာကြောက်လဲဆိုရင်နဘတ်တုတ်ကမြန်မာနိုင်ငံရဲ့ခြားတာကြွေဝမှုကိုမြန်မာပြည်သူလူထုအတွက်ဖြစ်စေရေးပဲတကယ်တာပြောမယ်ဆိုရင်မြန်မာနိုင်ငံဟာကမ္ဘာမှာအခြားတာဆိုလို့ပြောတာဟာမယုံမရှိနဲ့အခုကမ္ဘာမှာအရေးကြီးဆုံးတာတုတွေကပါလဲဆိုတဲ့ red alert ခေါ်တဲ့ မေရှားတတုတွေဖြစ်နေအခုကဘာခိတ်လဲ AI ခိတ်ဖြစ်တယ် AI ကိုလုံးမဲ့ဆွဲပါလို့တလဲ chip လို့တယ် chip ကိုလုံးမဲ့ဆွဲပါလို့တလဲမေရှားတတုလို့တယ်ကာတာပတ်တယ်အခုကဒီစစ်ပညာတွေပေါ့နော်ဒီ military use ကအများများလာတယ်ဒီဒူချီကအစအမြောက်ကအစစီလီကအစဒီအစစ်မြစ်နိပညာတွေအလောကပါလို့ဝါတယ်ဆိုတော့အခုနော် မေရှာတတ်တို့လိုအလာတယ်။နော်မေရှာတတ်တို့လိုအလာတယ်။ပြီးမှနောက်တစ်ခုကတော့ဒီခေတ်ကဘာခေတ်လဲ electric car ဥမာဒီမှာဆိုရင် tesla တို့ပေါ့နော်။ Elon Musk လုပ်နေတဲ့ tesla ဒီအားလုံးကဘာလို့တလဲ electric လို့တယ် battery လို့တယ်။ဒီ battery တွေကိုသူတို့ပြုတ်လုပ်တဲ့အခါမှာအဓိကကြတာဘာလဲဆိုတော့မေရှာတတ်တို့ပဲ။ ကဘာမှာအခြားတာဆုံးမိစတာတူအများဆုံးနေရာကဘက်မှာလဲမြန်မာပြည်မှာရှိတယ်။မြန်မာပြည်မှာရှိတယ်။နော်ကဘာရဲ့ supply တရားမှာ90ရာခိုင်နှုတ်ကမြန်မာပြည်မှာတဲ့စစ်ဆန်စီပေါ့။ကျွန်တော်ကတော့ electric car တော်မှလုပ်ရည်လေ။ဘာမှလို့ရှာမလို့တော့ဘူးလို့ချက်တခါစစ်ဆန်တယ်။အဲ့လောက်အထစ်ကိုမြန်မာပြည်အခြားတာကြွပါလား။ ဆိုတော့မြန်မာပြည်ရဲ့ခြားတာကြွေးပမှုကိုကျွန်တော်ဟာအကောင်းဆုံးနဲ့လုပ်ပြီးမှမြန်မာနိုင်ငံကိုစီကပူကိုပြချိုအောင်လုပ်ရမယ်မြန်မာနိုင်ငံကိုတောင်ကိုရီးယားလိုဥပမာဂျပန်နိုင်ငံလိုတကက်ဖြုတ်ဖို့တိုတဲ့ဖို့ကအဲ့ဒါနဘာတုအတိကအနဘာတုဒေါ်လာရလို့ချစ်ဖြစ်နေနော်မြန်မာနိုင်ငံကိုသူ့နေရာမှာပြထားရမှာနဘာလေးနဘာလေးကပါလဲဆိုတော့ခုနလိုအုတ်ချွေးပေါ့ အိုးချိုးရလို့ပြောတဲ့အခါမှာအဆိုးရပေါ့အဆိုးရအဆိုးရကိုတည်ဆောက်တဲ့အခါမှာမြန်မာနိုင်ငံမှာရှိတဲ့အသေးဆိုးရွာကနေပြီးမှအကြီးမားဆုံးမြို့အထိကိုကျွန်တော်ကအိုးချိုးရကိုတည်ဆောက်ဖို့လုပ်တယ်။အိုးချိုးရလို့ပြောတဲ့အခါမှာကျွန်တော်ကခန္ဓာကိုယ်လိုစစကြည့်ပေါ့ခန္ဓာကိုယ်မှာအိုးချိုးရကတွေးလို့စစမယ်ဆိုတွေးကခန္ဓာကိုယ်အစိတ်ပိုင်းအလုံးကိုလေပနိုင်မှခန္ဓာကိုယ်ကလေပလို့ရတယ် မြန်မာနိုင်ငံမှာဆွဲထုံနေတူပဲတချို့မျိုးတွေမှာပဲဒီမိုကရေစီစနစ်ကရှိပြီးမှတချို့မျိုးတွေမှာမရှိမရဘူးတချို့ပြည်နယ်တွေတချို့တိုင်းတွေမှာပဲဖက်ဒရယ်ဒီမိုကရေစီဆိုရဆိုတာရှိပြီးမှတချို့ရွာတွေမြို့တွေတချို့တွေတိုင်းတွေမှာတော့မရှိမရဘူးမြန်မာနိုင်ငံအသေးဆိုရွာကနေပြီးမှအကြီးမားဆိုမြို့အထိကိုကျွန်တော်ဟာဖက်ဒရယ်အစိုးရကိုတိဆောက်ရေးအရနာပါလေး နဘာငါနဲ့နောက်ဆုတ်ကပါလဲဆိုရင်တော်လှန်ရေးလိုရချစ်ရွယ်ချက်ဟာမြန်မာနိုင်ငံကိုဆွစ်ဇာလန်နိုင်ငံလိုတိဆောက်ဖို့လိုတယ်။အဲ့ဒါပါလဲဆိုရင်အခုမြန်မာနိုင်ငံဟာတရုတ်နဲ့အိန္ဒိယကြားမှာရှိတယ်။မြန်မာနိုင်ငံဟာကပ ပထွေနိုင်ငံရေးကိုကြည့်မယ်ဆိုရင် ကပပထွေနိုင်ငံရေးလို့ပြောမယ်ဆိုရင်တော့အမေရိကန်နဲ့ US အားပြိုင်မှုဒီလာမဲ့အနှစ်20 30မှာ30 20မှာမယုံမရှိနဲ့ ်ဆူပါပါဝါတွေကတော့ဘသူတွေလဲတရုတ်တွေဖြစ်လာမယ်အိန္ဒိယတွေဖြစ်လာမယ်အိန္ဒိယရဲ့တရုတ်ရဲ့အမေရိကန်အဲ့ဒီမှာဆူပါပါဝါနိုင်ငံနှစ်နိုင်ငံအကြမှာဘသူရှိတယ်လဲမြန်မာနိုင်ငံရှိတယ်ဆိုတော့မြန်မာနိုင်ငံရဲ့အိန္ဒိနာချီမှာကပ္ပလူဥကြီးတဝဲရှိတယ်ဆိုတော့မြန်မာနိုင်ငံဟာအခုနလိုဂျိုပေါ်လစ်တစ်အရာ stabilizer နိုင်ငံဖြစ်တယ်ဆိုရင်မြန်မာနိုင်ငံလောက် မဟာဗျူဟာကြားတဲ့နိုင်ငံကကပ္ပမှာတစ်ခုပဲရှိတယ်။စီပွားရေးအရာကိုပဲကြည့်လူချိုရေးအရာကိုပဲကြည့်နိုင်ငံရေးအရာကိုပဲကြည့်အဲ့ဒီတော့ခုဆိုလို့ကမြန်မာနိုင်ငံဟာမဟာမဟာဗျူဟာစုချက်ဖြစ်လာတယ်။အဲ့လိုဖြစ်နိုင်အောင်ကိုကျွန်တော်မြန်မာနိုင်ငံကို geopolitical stabilizer force အဖြစ်နဲ့ကျွန်တော်လှုပ်ဆောင်ရမှာဖြစ်တယ်။အဲ့ဒါနှစ်ပါးကအချက်ပေါ့။ဒါကြောင့်မလို့အဲ့ဒီ၅ခုစလုံးကိုကျွန်တော်ဟာ ရှိနိုင်ရေးဖြစ်နိုင်ရေးအတွက်ဒီဒေါ်လာရေးကိုကျွန်တော်လုပ်နေရဖြစ်တယ်။အဲ့ဒါတွေငါခုစလို့မဖြစ်မြောက်ပဲနဲ့မြန်မာနိုင်ငံဆိုတာဟာတကယ်တော့ဆိုရင်သူ့ရဲ့ potential ကိုသူမရောက်နိုင်ဘူး။ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီနေ့ဒီဒေါ်လာရေးကိုလုပ်နေရတဲ့အခါမှာတခါလေကြတော့ဟုတ်တယ်။အရာကိုပဲစိတ်အားတွေ အခုနမိုင်းငယ်လည်းပြောထားတဲ့အတိုက်ပေါ့လူတွေရဲ့တိုက်ခိုင်းချစ်ကိုလည်းတစ်ခါတည်းခံရတယ်လူတွေရဲ့မိုးတိချစ်ကိုလည်းခံရတယ်ဒါတွေအားလုံးဟာလည်းတစ်ဖက်ကပြောမယ်ဆိုတော့ဟိုအဒေါ်လာရီလို့ပြောတဲ့အခါမှာဒါတွေအားလုံးကဒေါ်လာရီကပါလာတဲ့တစ်ခါလည်းအခက်အခဲလေးတွေဖြစ်တဲ့အခါမှာနော်အားမငယ်ဖို့ရည်ကြည်တယ်နော်ယုံကြည်ချစ်ကိုအမေးနဲ့စိတ်ထဲမှာတည်ဖို့ရည်ကြည်တယ် ဘာကြောင့်ဒီတော်လှန်ရေးကိုလိုရတယ်လဲဆိုတာကိုကျွန်တော်မမေ့ဖို့ရည်ကြီးတယ်။အဓိကတော့မြန်မာနိုင်ငံမှာစစ်ဆန်ကြည့်ပေါ့1900ကိုစစ်စစ်စီမှာလည်းတော်လှန်ရေးဖြစ်ခဲ့တယ်။နော်1960နှစ်နော်1940ခုကတည်းက1935လောက်ကိုပဲပြန်ဆိုးလိုက်။နော်အဲ့ဒီနှစ်ပေါင်း100နှစ်ပေါ့ တာတရားလည်နေတဲ့မြန်မာနိုင်ငံရဲ့အမှောက်ထူးကြီးကိုဒီနေ့ကျွန်တော်တို့ခိတ်မှာအစိုးတာဖို့လိုလာပဲကျွန်တော်တို့ခိတ်မှာအစိုးမတားဘူးဆိုရင် if we do not end this vicious cycle of darkness we cannot inherit these vicious cycles to our children or our grandchildren ကျွန်တော်တို့ဒီအမှောက်ထူးကြီးကို ကျွန်တော်တို့ကလေးတွေကျွန်တော်တို့တားဆီမိဆဲနေတဲ့အတွက်နော်အမွေလိုထားခလို့မရတော့ဘူး enough is enough this is the last revolution now so တော့တော့လာဖြစ်တယ်ဖျားကပိတ်တဲ့တော့လာဖြစ်တယ်ဖျားကပိတ်တဲ့တာဝလူထုကပိတ်တဲ့တာဝတမိုက်ကပိတ်တဲ့တာဝကိုကျွန်တော်ဟာအဆုတ်အထိတော့ဖို့ရည်ရှိတယ်တော်ရတဲ့ပိုက်မရဘူးအဆုတ်အထိတော့ဖို့ရည်ရှိတယ် I just like to conclude in English because I I see some young people. You are our future. Because in Burma, you know, in where we came from, there's no more school, there's no more college, uh, there's no more university because the military closed down many colleges, schools. They bombed, they bombed our church, they bombed our schools and our homes. The reason that we came here, I'd like you to think about a little bit, a moment. Why are we here? Why are we here in Tucson City? Why are we not in Chistay or in Burma? Why are we here? Because Burma army came to our village, our city, and they destroy us. They want to kill us. That's why we are here. Just now, the, city mayor says, and the city councilor and Tosa representative says, Tosa opened the door for you because we are here as a refugee. The reason then is, we are taking your refuge because Burma army, the military say, you cannot leave your village, you cannot stay in your town, your city. If you stay, we will kill you. We came here. And I know your parents came a long time ago here. And you know, I was in Dallas last few weeks, and there was, we also met with some city officers. They told me that when the Chin people came here first, they stayed in the apartment, and now they all stay in their private house. And they told me that the best children in the schools of Losville are the Chin students. Wow, I'm very proud. I'm very proud of you. That's I went to in, in, here in Tucson as well. I went here one day Tucson city mayor or to Tusa school principal say to me, Dr. Sasa, you know what? Your people are the best students in our school. Please help me to hear that good news. I believe you can do that. You are our future. You know, one day I imagine one day there will be, you know, estimated as about 400,000 Burmese community here in America. And out of 400,000 estimate, somewhere 100,000 are the Chin people, example. or 100,000 plus. In that 100,000 plus Chin people, I'm sure there's about like, you know, 50,000 50, 50 Chin young people like you who are in the schools and college. One day I pray to God that I will hear there are about 400,000 Chin doctors in America. 400 Chinese junior, 400 Chin is a business leader. You know, that's what the future has to be. Because your brothers and sisters in Chin State, they are not allowed to go to college. When they go to college or school, the military came by fighter jet and bombed those schools and villages because they don't want the children to be educated. They are afraid of education. They are afraid of education. So, what I'm saying here is you know, I was a boy in the village where there's no doctor, I was a boy in the village where there's no hospital. My mother say like you are born in the kitchen, you are born in the morning, you are born where there was raining. That's all my birthday. I have no birthday. Till to today, I don't know my birthday. But I, came, I became a doctor because I saw one day three children, my childhood friend, die in childbirth. Oh, no, sorry, three children die in diarrhea, and my mom's best friend died in childbirth after five days of delivery of baby. That broke my heart. And I'm here today standing in front of you as Minister of International Cooperation of the legitimate government of Burma, NUG. I went to high school in Yangon. It took me two weeks to, to reach the high school. There's no road. We go by jungle, like, you know, working on foot. And the military closed out all the college. I came to India to attend college. That took me another week Right. Finally, I came to Armenia to study medicine and then to UK to do clinical replacement. So, what I'm saying here is you are our future, the young people. I believe that you can do it. Even me, who do not know date of birth, can became a doctor. I believe you can became somebody. Really, I believe in you. Now, no, I also ask your parents to advance in your education because I think that's the greatest advancement they can do to the future is to advance in their children's education as parents. To finish with, our future have to be written by us. The military of Burma should never be again allowed to read our future. Our future should be in our hand. We have to write our future now. Our future. Number one, we have to end this senseless military dictatorship and establish Federal Democratic Union of Burma. That's number one goal. Please, together with me, together, do everything we can to establish federal democratic country in Burma, a new Burma. Number two, by the help of God, I believe that all armed forces one day in Burma have to be under civilian control and deliver transitional justice. We will not rest, we will not stop until we transform our socio economic in Burma you know, other day I was reading the research paper. You know, 50% of global rare earth reserve is in Burma. 50%. When I talk about rare earth, you know, AI chips came from rare earth. Military, modern military use is from rare earth. All electric car battery is from rare earth. So we have got 50% of the global lithium supply reserve in Burma. That we're a very rich country, but because of this terrible military regime, we became the poorest country on earth. Once we establish federal democratic country, that will be just reversed very quickly. It will happen opposite. So this is number three. Number four, we will not stop, we will not rest until we establish federal democratic governance, good governance, from the smallest village to the largest city in Burma. Please, together with you all, the young people, let's do it. We can do it. I imagine one day the city of Tusal will be twinned with the city in Burma, maybe Didim. Tidim City and Tusa City twins, sister, sister city, very good let one day Tulsa City become sister city of Didim. Wow, that's really good. That is the future that the young people, I believe you have to make that happen. That's why that's where we can establish federal democratic governance in Didim City, like Tulsa City. It's very important. And number five, finally we will make Burma into geopolitical stabilizer force. What I mean by that is Burma will become like Switzerland. Switzerland is not aligned country. If you think about Burma, one side is China, one side is India. You know, 20 years from now, China will become one of superpower. 20 years from now, maybe India will become one superpower. The United States superpower, there will be maybe three superpower ahead of us. We will reach there in 20 years' time. That time, Burma has to be ready to become geopolitical stabilizer. Yeah, that is going to be the great potential that we have. But at that time, if you and me here do not have education or skill, or do not have necessary skills or experience, we cannot deliver that. For us to make that happen, you are important. You are our future. Once again, I believe that this revolution is not just a revolution of our generation. This revolution is a revolution for all generation to come. All generation to come. The Dolhajika နောင်လာနောက်သားတွေအလုံးအတွက်ဒေါ်လာရေးဖြစ်တယ်။နော်ကျွန်တော်တို့အတွက်တာမဟုတ်ဘူး။ဒီ case အတွက်တာမဟုတ်ဘူး။နောင်လာမဲ့ case အဆက်ဆက်အတွက်အရေးကြီးဆုံးသောဒေါ်လာရေးတွေဒီဒေါ်လာရေးဖြစ်တယ်။အရေးတော်ဖို့အရေးတော်ဖို့အရေးတော်ဖို့အားလုံး thank you and may god bless you all